မကြခင်ကာလတွေမှာဂျပန်နိုင်ငံကိုမသွားကြဘူးတရုတ်ဆိုရကသူ့နိုင်ငံသားတွေကိုနိုဝင်ဘာလ14ရက်တောက်ကြနေမှာတိုက်တွန်းချက်ထုတ်ပြန်လိုက်ပါတယ်ဂျပန်ရဲ့တရုတ်နိုင်ငံအကြားတန်တမာဆက်ဆံရေးတွေဆိုးရုပ်ဆိုးဝါးလာနေတာကြောင့်ဘေးအန္တရာယ်ဖြစ်မှာဆိုတဲ့အတွက်အခုလိုထုတ်ပြန်လာလို့ဆိုပါတယ်ထိုင်ဝမ်ရေးမှာဂျပန်အနေနဲ့စီရေးအရဝင်ပါရတဲ့အခြေအနေကိုရောက်လာနိုင်ကြောင်းဂျပန်ဝန်ကြီးချုပ်ဆန်နာအီတာကာယီချီကဂျပန်လွှတ်တော်မှာနိုဝင်ဘာလ9ရက်နေ့ကပြောဆိုလိုက်တာကဆလို့နိုင်ငံဆက်ဆံရေးဟာတဖြည်းဖြည်းတင်းမာလာနေတာပါ ထူးသဖြင့်ထိုင်ဝမ်ဟာတရုတ်ပြည်မကြီးရဲ့အစိတ်အပိုင်းဖြစ်တရုတ်နိုင်ငံကယူဆထားတာကြောင့်သူတို့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်တယ်လို့ယူဆပြီးပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်အနေနဲ့အဲ့ဒီစကားကိုပြန်ယူသိမ်းပေးဖို့လဲတရုတ်နိုင်ငံကြီးဌာနကတောင်းဆိုခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်တာကာအီချီရဲ့ပြောဆိုမှုထွက်လာပြီးတဲ့နောက်ဂျပန်နိုင်ငံအိုဆာကာမြို့မှာရှိတဲ့တရုတ်ကောင်စီဝန်ကလည်းသူများပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်တဲ့ဝန်ကြီးချုပ်ကိုကောင်းဖြတ်ပစ်မယ်ဆိုပြီးနိုဝင်ဘာလ10ရက်နေ့က X လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်တတမန်တဦးအနေနဲ့အဲ့ဒီလောက်အထိရည်ရင်တည်တည်ပြောတဲ့အပေါ်ဂျပန်အစိုးရကပြင်းထန်စွာကန့်ကွက်ကြောင်းတရုတ်စိုးရထံတိုင်ကြားခဲ့ပေမဲ့အဲ့ဒီကောင်စစ်ဝန်ဟာလှုပ်တင့်လှုပ်ထိုက်တာကိုလုပ်ခဲ့တဲ့သဘောမျိုးတရုတ်နိုင်ငံရေးဌာနကတုံ့ပြန်ခဲ့ပါတယ်တရုတ်ဘက်ကလည်းဂျပန်ဝန်ကြီးချုပ်ရဲ့ပြောဆိုမှုကိုကန့်ကွက်ကြောင်းတိုင်ကြားထားပြီးဖြစ်ပါတယ်လက်ရှိမှာမိနစ်ပိုင်းအတွင်းဂျပန်ကိုလမ်းပစ်လို့ရတဲ့လက်ရကန်းအကွာမှာတရုတ်တို့ကဒုံးကျည်ပြည်စင်1500ကနေ2000အကြားနဲ့ မတူညီတဲ့ဒုံးကျည်အမျိုးအစားပေါင်း3000ကျော်ကိုပို့ထားတယ်လို့အမေရိကန်နဲ့ဂျပန်အစိုးရတို့ရဲ့ကာကွယ်ရေးဆိုင်ရာအစည်းအဝေးခန်းစာတွေမှာဖော်ပြထားပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ